16နှစ်သားအေအေကစစ်ကောင်စီနှင့်တရုတ်အစိုးရကို တပြိုင်တည်းရင်ဆိုင်နေရသောကြောက်ဖြူထိုးစစ်သည်အေအေတက်ရှိုးဤကောင်းဆောင်မှုကို အကြီးမားဆုံးဆန်းသတ်မိစစ်ပွဲလဲဖြစ်သည်။အာရခတ်တတော်အေအေသည်ရခိုင်ပြည်နယ်အတွင်းစစ်ကောင်စီဆက်လက်ထိန်းချုပ်ထားဆဲဖြစ်သောစစ်တွေနှင့်ကြောက်ဖြူမျိုးကိုမေလာအတွင်းထိုးစစ်များစတင်သည့်တရင်ထွက်ပေါ်လာခဲ့တော်လဲရခိုင်မျိုးသိန်းထိုးစစ်များနှင့်မတူစစ်ရေးတည်အချက်အလက်များကိုအထူးလျှို့ဝှက်ထားပြီး ယနေ့အချိန်ထိမြစ်တီကျညာချက်မှထောက်ပြန်ကျညာချက်မရှိပေ။ထိုအချိန်နေတွင်ကြောက်ပြုံမျိုး၏အနောက်တောင်ဘက်30ကီလိုမီတာခန့်အကွာမလာကျွန်းကျေးရွာရှိတဘာဝတံခွေတန့်စင်စကန်တွန်ပိုဆက်ယုံတရုတ်အစိုးရပိုင်ပါဝါဆိုင်နာကုမ္ပဏီကတိစောက်လက်ပတ်နေသောတဘာဝတံခွေတအားပေးဆက်ယုံ China National Petroleum Corporation Company ၏တဘာဝတံခွေပိုင်လိုင်းထိန်းချုပ်ပို့လွှတ်စခန်းနီကလျက် တောင်ကုန်းပေါ်ရှိစခန်းကုန်းကို AA ကမေလ29ရက်နေ့တွင်ဒရုန်းများဖြင့်တိုက်ခိုက်သည့်သတင်းများထွက်ပေါ်ခဲ့သည်ထိုစခန်းတွင်စစ်တပ်ကခံစစ်ကြုတ်ကျင်းများအခိုင်အမာတိစောက်တပ်ဆွဲထားသည် အဆိုပါတိုက်ပွဲများအတွင် မေလ26ရက်နေ့တွင်စစ်ကောင်စီတပ်နီးပြူဟာမှုဗိုလ်မှူးချုပ်အဆင့်ရှိသူတအူတိုက်ဆုံခဲ့ပြီးစစ်ဦးစီးမှုပထမဆုံးအဆင့်ဒုတိယဗိုလ်မှူးကြီးတအူနှင့်တပ်ဖွဲ့ဝင်တရိုးကို မေလ30ရက်နေ့တွင်အေအေကဖမ်းဆီးရမိကြောင်းသတင်းနှင့်တပ်ပုံများကိုဒေတာရင်းသတင်းမီဒီယာတစ်ခုဖြစ်သော နေရစရာသတင်းဌာနကဖော်ပြခဲ့သည်ရုတ်တရက်ထွက်ပေါ်လာသောထိုသတင်းများကမြည်သည့်လားရကိုညွန်ပြနေပါသည်။ အေးအေးအေးရခိုင်မျိုးသိန်းစစ်စေရေးများနဲ့ချိန်ထိုးကြည့်မည်ဆိုလဲကြောက်ပြုအရှိစစစ်တပ်၏စစ်စေရေးကိုကဲမှုအစစ်မြင့်အရာရှိများတေဆုံဖမ်းဆီးခံရသည့်တည်င်းကကြောက်ပြုမျိုးသည်အေးအေးလက်အောက်အချိန်မရွေးရောက်ရှိသွားနိုင်သည့်ရှေ့ပြေးလက္ခဏာဖြစ်လာသည်ရင်သည်တရုတ်အစိုးရ၏စိုးရိမ်ပူပတ်မှုများကိုငယ်တဲ့ရောက်သွားစေနိုင်သောသတင်းဖြစ်သည်။ အကြောင်းမှာရခိုင်ကန်ရုံးတန်းပေါ်ရှိကြောက်ပြူမျိုးတည်မြန်မာနိုင်ငံရှိ တရုတ်အကျိုးစီးပွားများ၏ဗဟိုချက်ဒုမဟုတ်နှလုံးသားတပ်ဖွဲ့အရေးပါလာသည်ယခုအခါတရုတ်နှလုံးသားကိုပိတ်မှတ်ထားသောကြောက်ပြူထိုးစစ်ကို အေအေကမြို့သိမ်းတိုက်ပွဲအထိစစ်ရှိတ်မြင့်လာနေပြီလားဆိုတာစိတ်ဝင်တစားစောင့်ကြည့်ရပေတော့မည်တရုတ်အကျိုးစီးပွားလုပ်ငန်းတို့ကိုအကာအကွယ်ပေးရန်တရုတ်စီမံကိန်းနေရာများအနီးတောင်ကုန်းငယ်ပေါ်တွင်တပ်ဆွဲထားသောစစ်တပ်စခန်းကိုအေအေအီတိုက်ခိုက်မှုသည် ပေကျင်းမျိုးတော်ရှိတရုတ်ကောင်းဆောင်များကိုစိတ်ခေါ်နေတဲ့ကဲ့သို့ရှိသည်တရုတ်အကျိုးစီးပွားများကိုဓာတ်ရိုက်ရှင်းလျှောက်လိုက်ခြင်းကြောင့်အေအေရင်ဆိုင်ရနိုင်ပြီးတရုတ်ဖီးယားများကအဖယ်နီးတရုတ်နယ်စပ်အရှိဆိုင်ကိုကန့်တက် MNDAA တအန်တက် TNA တပ်ဖွဲ့များနဲ့မတူသောအာသာချက်များအေအေတွင်ရှိနေသည်ကအမှန်ပင်ဖြစ်သည်ကြောက်ပြူမျိုးသည်ရံပြဲကျိုးဤမြောက်ပိုင်းတွင်တည်ရှိပြီးကျိုးဤတောင်ပိုင်းတွင်ရံပြဲမျိုးတည်ရှိသည် 2023နိုဝင်ဘာ23ရက်နေ့ရခိုင်ပြည်နယ်တွင်စတင်ခဲ့သော30နှစ်ကိုစစ်စင်ရေးတွင်ရံပြဲမျိုးကို3လကြာထိုးစစ်ဆင်ပြီးနောက်2024မတ်လ17ရက်နေ့တွင် AA ကတင်ပိုက်နိုင်ခဲ့သည်ထိုးစင်ကလေးကရံပြဲမျိုးတင်တိုက်ပွဲပြီးလင်းကြောက်ဖြူမျိုးကိုဆက်လက်ထိုးစစ်ဆင်ပြီးလားဟုစိုးရိမ်စိတ်ဖြင့်မျိုးကံပြည်သူအများအပြားစစ်ပေးဆောင်ခဲ့ကြပူသည်စစ်ကောင်စီ2024အောက်တိုဘာလတကောက်စရင်ကောက်ယူမှုတွင်ကြောက်ဖြူမျိုးနယ်၏လူဦးရေကို 9286ဦးသာဖော်ပြထားသည်2014ခုနှစ်သကောက်စရင်တွင်မူလူဦးရေမှာ13653352ဖြစ်သည်9338ဦးရောင်းနေခြင်းဖြစ်သည်အဆိုပါပျောက်ဆုံးသွားသောလူဦးရေသည်စစ်ကောက်စီစရင်မကောက်ယူနိုင်သောအေအေထိုင်းလျှောက်ဒေသများတွင် ရောက်ရှိနေခြင်းအခြားမြို့များသို့ပြောင်းရွှေ့သွားခြင်းတို့ကြောင့်ဖြစ်နိုင်ပါသည်တရုတ်အစိုးရသည်ကြောက်ဖြူမျိုးကိုတည်ယူနိုင်ရန်ထိုးစစ်ဆင်နေသောအေအေကိုဖိအားပေးလာပြီဖြစ်သည် မကြသေးခင်က လာရှိုးမျိုးပေါ်ရက်ကွက်များကို ကိုကန်တပ်ဖွဲ့ MNDAA ကစစ်ကောင်စီလက်ထက်ပြန်လည်လွှဲပြောင်းပေးခဲ့ရသည်တရုတ်အစိုးရ၏အပြစ်ခတ်ရက်စဲရေးစောင့်ကြည့်ရေးအဖွဲ့ဦးဆောင်သည့်ထိုပြစ်စင်တွင် လာရှိုးမျိုးအထက်ကိုတိုင်ကွင်းစင်ကြီးကျက်ဆောင်ရွက်ခဲ့သော အာရှရေးရအထူးကိုယ်စားလှယ်တိတ်ရှိခြင်းကမေလကုံပိုင်းတွင် ကရှင်လွတ်မြောက်ရေးတပ်မတော် KIA နှင့် AA ကိုယ်စားလှယ်များကိုတရုတ်နိုင်ငံတွင်တွေ့ဆုံခဲ့သည် ထို့သောတွဲဆောင်စဉ်ဗမော်နှင့်အကြောက်ဖြူကိုထိုးစစ်များဆက်မလုပ်ရန်ဖိအားပေးခဲ့ကြောင်းအေယဝတီသတင်းဌာနကဇွန်လ3ရက်နေ့တွင်သတင်းဖော်ပြခဲ့သည်ကရှင်ပြည်နယ်တောင်ပိုင်းဗမော်မြို့တီနိုင်ငံ၏အသက်သွေးကြောတပ်ဖွဲ့မြောက်ဖြားပိုင်းမှတောင်ပတ်မြေဝကျွန်းပေါ်အထိမဟာဗျူဟာကြကြဖြတ်တန်းစီစဉ်လျက်ရှိသည့်အေယာဝတီမြေအတွင်းမှစိတ်ကမ်းမြို့ကြီးဖြစ်သည်အထက်မြန်မာပြည်၏ထိုစိတ်ကမ်းမြို့ကို တရုတ်နယ်စပ်မှအတူဆုံးကုန်းလန်းခီးပြည့်ရောက်ရှိနိုင်သည် ဗမော်မျိုးသည်တရုတ်အစိုးရ၏မြန်မာနိုင်ငံအတွင်းရှိပိုလမရဝန်းနှင့်လမ်းကြောင်း BRI စီမံကိန်း၏ပထဝီမဟာဗျူဟာမြောင်းမျိုးဖြစ်သည်ဗမော်မျိုးကို KIA ထိန်းချုပ်နိုင်ရင်မြေရှားတပ်ထုတိုက်များဗဟိုချက်ဖြစ်သောပန်ဝါဒေတာကိုထိန်းချုပ်နိုင်တဲ့ကဲ့သို့တရုတ်အစိုးရနှင့်ဆက်ဆံရေးတွင်ရှိန်ခွေရှာတိုးလာမည်ဖြစ်သည်။ထို့သောဗမော်မျိုးတွင်တရုတ်၏ယင်းနှမြုပ်နှံမှုများမြေပြင်တွင်တည်ရှိမနေသေးပေ။ ဗမော်နေနိုင်ရှင်လင်းကြောက်ဖြူသည်တရုတ်အစိုးရအတွက်အိန္ဒိယသမုတ်တရာသို့မဟာဗျူဟာထွက်ပေါက်ဖြစ်ပြီးကြောက်ဖြူမျိုးတွင်ဒေါ်လာဘီလီယံနှင့်ရှိတန်မိုးကြီးမသောရင်းနှီးမြှုပ်နှံမှုများရှိနေပေဖြစ်သည်ထို့ကြောင့်မျိုးနှမျိုးအပေါ်တရုတ်အစိုးရ၏စိုးရိမ်ရေမက်ကွာရှားချက်ကိုမှန်းဆနိုင်ပါသည်ထို့ကြောင့်ဒေါ်လာဘီလီယံနှင့်ရှိတန်မိုးကြီးမသောတရုတ်ရင်းနှီးမြှုပ်နှံမှုများတည်ရှိရာကြောက်ဖြူမျိုးကိုသိယူနိုင်ရေးအေအေထိုးစစ်အခြေအနေကိုပုံမိုသိရှိနိုင်ရန် Google App မြေပုံတွင်စစ်တပ်၏တပ်ရင်းတည်နေရာများတရုတ်စီမံကိန်းနေရာများအနီးဝန်းကျင်ကျေးရွာတချို့နှင့်တဘာဝတဝိပိုင်လိုင်းတိစောက်ဖြတ်တန်းသွားသည့်နေရာများကိုဖော်ထုတ်လေ့လာသုံးသပ်ကြည့်ခဲ့ပါသည်မြေပြင်မှထွက်ပေါ်လာသောတိုက်ပွဲသတင်းများအပေါ်အရှိန်ခံထားပြီးမြေပုံလေးလာချက်အရရံပြဲကျွန်းမြောက်ပိုင်းအစွန်းရှိကြောက်ဖြူမျိုးကိုကျိုးဤတောင်ဘက် ရံပြံမျိုးဘက်မှလက်ကကြောက်ပြုံမအီကလည်းအတိုင်းကြောက်ပြုံမျိုးနဲ့အတွင်းရှိစနေမျိုးမှလက်ကအေအေကကြောက်ပြုံဤအရှက်အရှာနေရာများကိုဝိုင်းပတ်ပိတ်ဆို့ထားပုံရသည်ထို့ကြောင့်တရုတ်အထူးကိုယ်စားလှယ်တိတ်ရှင်ကျွေးသည့်အေအေကောင်းဆောင်ပိုင်းကိုတွေ့ဆုံပြီးကြောက်ဖြူထိုးစေရက်တက်ရန်ဖိအားပေးလာခြင်းဖြစ်ပေလိမ့်မည်။ဇွန်လ၂ရက်နေ့တွင်ညီနောင်မဟာမိတ်၃ဘွဲ့သည်နလင်ဘေးကဲ့စည်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတဖက်သက်အပြစ်ရဲစဲခြင်းကိုဇိုလာအကုံထီတုံ့ပြန်ထားကြောင်းထုတ်ပြန်ခဲ့သည်အဆိုပါထုတ်ပြန်ချက်နှင့်တရုတ်အထူးကိုယ်စားလှယ်တိတ်ရှင်ကြီး၏ထိုးစစ်များရက်တက်ရန်ဖိအားပေးမှုတည်တင်းကရှေးစင်နောက်စင်ထွက်ပေါ်လာခြင်းဖြစ်သည်အပြစ်ရဲကျင်ညာပြီးကြောက်ဖြူမျိုးတွေလက်တလောအေးအေးထိုးစစ်များရက်ဆိုင်ထားမည်ဟုကြားသိရသည်တိုးတော်လေတညဝတီရေတက်ဌာနချုပ်အမှတ်32ရေတက်ရင်ခါလာရ34နှင့် ပင်လယ်ပြင်ထဲရှိစစ်ရေရင်များကအေအေတက်ရှိနိုင်သောနေရာများသို့လက်နက်ကြီးဖြင့်နှိမ့်စင်ပစ်ခတ်နေသည်ဟုဆိုသည်ထို့ကြောင့်ရံပြဲကျွန်းတောင်ပိုင်းကိုကလန့်ပြတ်တည်တန်းတိဆောက်ထားသောတဘာဝတံခွေပိုင်လိုင်းလမ်းကြောင်းပေါ်လက်နက်ကြီးကြီးမတော်တဆကြားရောက်ပြီးပိုင်လိုင်းပောက်ကွဲနိုင်သောအရှိအအနေမြန်မာလာတီကိုလည်းမြေပုံလေးလာချက်အရာမှန်းဆနိုင်ပါသည်ရံပြဲမြို့ကိုအေအေသိမ့်ပိုက်ထားသည်မှာတစ်နှစ်ကျော်ရှိပြီဖြစ်သည် ထို့အပြင်ရံပြည့်ကျွန်းမှကုန်းလန်းထွက်ပေါက်ဖြစ်သော ကြောက်ဖြူမအီတောင်ကုန်းအဝေးပြေကလန်းကြောက်ဖြူမအီအန်အဝေးပြေကလန်းအန်နှင့်တောင်ကုန်းမြို့များကိုအေအေကတင်ပိုက်ထားပြီးဖြစ်သည်ထို့ကြောင့်ကြောက်ဖြူသည်အေအေတပ်ဖွဲ့များဝိုင်းပတ်ပိတ်ဆို့ခြင်းခံထားရသဖြင့်ရေလန်းထွက်ပေါက်နှင့်လေကြောင်းလန်းသာရှိတော်သည်ကြောက်ဖြူထိုးစစ်မတိုင်မီအထိမျိုးပေါ်ရှိစစ်ကောင်စီ၏ခမာယ940နှင့်ခမာယ943နှင့် ခလာရ34တက်ရင်များရက်တက်ရင်32နှစ်ရခိုင်ကန်ဟိုတန်းလုံကျော်ရေးအကြီးဆုံးရေးတက်စခန်းဖြစ်သောဒညဝတီရေးတက်ဌာနချုပ်တို့သည်ကြောက်ဖြူမျိုးအေးအေးလက်အောက်မကျရောက်ရေးတရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကိုကာကွယ်ရေးခန့်စစ်အနေအထားဖြစ်သာရှိနေခဲ့သည် ရခိုင်ကပြုလုပ်ခဲ့သောရံပြဲမျိုးကိုပြန်လည်သိမ့်ပရေးကြီးရေလီတံပြန်ထိုးစစ်များသည်လည်းမအောင်မြင်ခဲ့ပါ ကြောက်ပြူထိုးစစ်သည်တက်တန်း16နှစ်သာရှိသေးသည့်အေတပ်ဖွဲ့အတွက်စစ်ကောင်စီနှင့်တရုတ်အစိုးရကိုတပြိုင်တည်းထိုးစစ်ဆင်တကယ်သို့ဖြစ်နေသည်အကယ်၍အေအေသည်တရုတ်ဖိအားကိုဂရုမစိုက်ပဲကြောက်ပြူမျိုးသိန်းထိုးစစ်ကိုဆက်လက်ဆင်နွှဲမည်ဆိုလေရင်းသည်2021ဆရာနာသိန်းချိန်မှစ၍တရုတ်အကျိုးစီးပွားကိုအကြီးအကျယ်ဆုံးထိခိုက်မည်စစ်ပွဲကြီးဖြစ်လာပေလိမ့်မည် ထို့အတူကြောက်ဖြူမျိုးကို အေအေသိမ့်ပိုက်နိုင်လင်းစစ်ကောင်းဆောင်မင်းအောင်လိုက်နှင့်တရုတ်ကောင်းဆောင်များကြားဆက်ဆက်ရေးအပေါ်ကြီးမားသောအကျိုးတရားမှုများဖြစ်ပေါ်လာပါလိမ့်မည်။ရုရှားခီးစစ်အတွင်တရုတ်တမ္ပဒရှိကြီးဖြင့်ကမင်းအောင်လိုက်ကိုတွေးဆောင်ခဲ့ပြီးမြန်မာနိုင်ငံရှိတရုတ်အကျိုးစီးပွားများကိုအကာအကွယ်ပေးရန်တောင်းဆိုခဲ့သည်။မင်းအောင်လိုက်ကလည်းအတတ်နိုင်ဆုံးကာကွယ်ပမည်ဟုကတိပေးခဲ့သည်။ ကြောက်ဖြူကိုစစ်ကောင်စီလက်လွတ်လိုက်ရပါကမခံမနိုင်သောတရုတ်ပြည်အားများကိုမင်းအောင်လိုင်းရင်ဆာရပေးလိမ့်မည်။ကြောက်ဖြူထိုးစစ်သည်အေအေကောင်းဆောင်ထုံးမြတ်နိုင်ကောင်းဆောင်မှုကို အကြီးမားဆုံးစံသက်မြင့်စစ်ပွဲဖြစ်လာပါလိမ့်မည်။လာရှိုးတင်ကန်စာကိုရယူထားပြီးဖြစ်မည်ဟုယူဆရသောထုံးမြတ်နိုင်သည်ကြောက်ဖြူထိုးစစ်ကိုအောင်နိုင်ပါကတရုတ်ဖီအားကိုပြတ်သားစွာတိုင်းသားဒေါ်လာရေးလက်နက်ကိုင်အဖွဲ့အစည်းအဖြစ် ရခိုင်ပြည်သူများသာမကတနိုင်ကလုံးရှိပြည်သူတရက်လုံးဤလေးစားကုန်ပြုမှုနှင့်အတူလက်နက်ကန်တော်လှန်ရေးဤတပ်ဦးနေရာမှဥဆောင်မှုအခမ်းကဏ္ဍကိုရယူနိုင်သည့်အထိတက်လန်းနိုင်လာမည်ဖြစ်ပါကြောင်းတုံးသက်တင်ပြလိုက်ရပါသည်။